အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဘိုစီဝေးကော်မတီအပေါ်ပြည်သူအာဏာကြားနယ်အမှတ်33 2017ခုနှစ်ဩဂုတ်လတုန်းမှာဖော်ပြပါရှိတဲ့ကွန်မြူနတီအင်တာနက်ရှင်နယ်နဲ့ဘာကပဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ဒီဆောင်းပါးကို ရဲဘော်ဂျင်မောင်ရေးသားခဲ့တာဖြစ်ပါတယ်။ Community International နဲ့ပါကပ Community International ကိုဖျက်သိမ်းတာ1943ဂျွန်လမှာဆိုတော့ပါကပက၄နှစ်လောက်ပဲသူနဲ့ဆက်ဆံခဲ့ရတာပါ1935ခုနှစ်ကတည်းက Community International က Community Party တွေရဲ့အတွင်းရေးတွေမှာဝင်မဆွတ်ဖို့ဆုံးဖြတ်ထားပြီးသားပါဒါကြောင့်ဘာကိုမှတိုက်ရိုက်ညွှန်ကြားတာမလုပ်ခဲ့ဘူး တရုတ်ပြည်ကွန်မြူနစ်ပါတီ CPC ကတော့1921ခုနှစ်ကလေးကပါတီထောင်လာဆိုတော့ကွန်မြူနစ်အင်တာနက်ရှင်နယ် CI နဲ့ဆက်ဆံရတာကြားတယ်။တိုက်ရိုက်လဲညွန်ကြားခံရတယ်။ကွန်မြူနစ်အင်တာနက်ရှင်နယ်က1919မှာဖွဲ့စည်းတာဖြစ်လို့ CI နဲ့ဆက်ဆံရတာ22နှစ်ရှိတယ်။ CPC ရဲ့ CI နဲ့ပတ်သက်တဲ့အကဲဖြတ်ချက် စီအိုင်ရဲ့တက်တန်း24နှစ်ကို3ပိုင်း7နှစ်စီအညီအမျှခွဲပြီးသူတို့ကသုံးသက်တယ်။မော်စီတုံးကစီအိုင်ရဲ့ပထမ7နှစ်1919မှ1929ကာလကိုဆက်ဆံရတာကောင်းတယ်လို့သုံးသက်တယ်။ဒုတိယ7နှစ်မှာသိပ်မကောင်းဘူး။တတိယ7နှစ်မှာကောင်းတယ်လို့သုံးသက်တယ်။ဒါကသူတို့အတွေ့အကြုံညပြောတာပဲ။ဘာကဘာကတော့ဆက်ဆံရတာသိပ်မကြဘူး။၄နှစ်မရှိဘူး။ဒါကလည်း နှစ်နဲ့ချီပြီးပြောလို့ပါ ဥရောပမှာစစ်ကြီးဖြစ်နေပြီဖြစ်လို့ဆက်ဆံရတာတိတ်ပြီးတော့မလွယ်တော့ဘူးဒါပေမဲ့ CI နဲ့ဆက်ဆံရတာတခုတော့ကောင်းတယ်ဘာကြောင့်ကောင်းတယ်ဆိုတာကိုအကျဲတင်ပြပါမယ် CI ရဲ့ဂျေဇူးရှိတယ်အဲ့ဒီတော့က CI ရဲ့ထွေထွေတည်မှုကဒီမီထရော့ပဲသူ့ရဲ့ဖက်ဆက်ဆန့်ကျင်ရေးတပ်ပေါင်းစုလမ်းစဉ်ကြောင့်ဘာကပလိမ့်လိမ့်လဲလဲမဖြစ်တာပဲဒါရမဘာကပထဲမှာ အတွေးခေါ်ရှုပ်ထွေးမှုတွေရှိခဲ့သေးတယ်။ဂျပန်ဖက်ဆစ်နဲ့ပတ်သက်ပြီးသဘောထားတွေကွဲခဲ့သေးတာပဲ။ဒါပေမဲ့ဂျပန်ဖက်ဆစ်အကြောင်းပေါင်းမှသိပြီးဒီမီထရော့ဖ် CIA ရဲ့အစီရင်ခံစာကျေးဇူးကြောင့်ပြန်လည်စုစည်းမိတာပဲ။ဂျပန်အဝင်အင်္ဂလိပ်ပြည်မှာဘာကဘာခေါင်းဆောင်တွေထဲမှာအတွေးခေါ်ရှုပ်ထွေးနေတာကိုရှင်းပေတာ CI ဒီမီထရော့ဖ်ရဲ့လမ်းညွှန်ချက်ကြောင့်ပဲ။ဒါကြောင့်ပဲပြန်လည်ပေါင်းစည်းမိလာတာပါ။တူတူတရားကောင်းကြောင်လုံးဝမဟုတ်ဘူး CI နဲ့ပတ်သက်ရင် ဘာကဘတွေ့ကြုံက CPC နဲ့မတူဘူး CPC က CI ကဝင်ပြီးအခြေအနေမသိပဲညွန်ကြားမှုအမှားပေးတာတွေခဏခဏခံခဲ့ရတယ်တခုကိုနမူနာဖြစ် ရေးပါမယ်တရုတ်ပြည်မှာကျန်းရွှေလျံနဲ့ရန်ဟူချင်းဆိုတဲ့ဗိုလ်ချုပ်ကြီးနှစ်ယောက်ကခြံငယ်ရှိတ်ကိုဖမ်းတဲ့ရှီအန်ရေးခင်းဆိုတာ1936မှာဖြစ်တယ်ဖမ်းတဲ့ဗိုလ်ချုပ်ကြီးတဲ့မှာမာရှယ်ကလေးလို့အခေါ်ခံရတဲ့ ဂျန်ရွှေလျံရဲ့အဖေကဂျပန်နဲ့ပေါင်းတဲ့မန်ချူရီးယားကစစ်ဘီရင်ကြီးဂျန်ဆိုလင်ဒါကြောင့် CI ကဂျန်ရွှေလျံကိုဂျပန်နောက်လိုက် ခွေးလို့သတ်မှတ်တယ်။ချန်ကေရှိတ်ကိုဖမ်းတာဟာဂျပန်အလို့ကျလောက်တာလို့ဆိုတယ်။ချန်ကေရှိတ်ကဆိုဗီယက်ရဲ့မဟာမိတ်ဖြစ်နေလို့သူတို့ CI ကအဲ့ဒီလိုသဘောထားတာပဲ။ CBC က CI ညွှန်ကြားတာကိုပြစ်ပယ်လိုက်တယ်။အခြေအနေကိုမသိဘဲရမ်းပြီးညွှန်ကြားတာလို့သဘောထားတယ်။ ကျန်းရွှေလျံတို့ကိုပဲဂျပန်စန့်ကျင်ရေးတပ်ပေါင်းစုတွေတိတ်သွင်းတယ်။ချန်ကေရှိတ်ကိုတဆုံးတဆမလုပ်ပဲဂျပန်စန့်ကျင်ရေးအတွက်ပဲစီယုံဖို့နားချတယ်။အောင်မြင်ပါတယ်။ငွေမသေးဒုံမကျိုးခြေလန်းလှမ်းလိုက်လို့ပြည်တွင်းစစ်ခဏတော့ရက်သွားပြီးဂျပန်ဘက်ကတရုတ်တွေအားလုံးဦးလှည့်လာနိုင်ခဲ့တယ်။ CIA ရေးခင်းမှာ CPC ကအမျှော်မြင်ရှိခဲ့လို့အကြီးအကျယ်ဂုံတိုက်ခတ်တက်ခဲ့တာပဲ။ CIA ညွှန်ကြားသလိုသာလုပ်မိရင်ဖွင့်မရဓမ္မဆုံးဖြစ်မှာပဲ။ ဒါကနမူနာတစ်ခုကိုပဲပြတာပါဒီလိုကိစ္စမျိုးတွေ CPC ကအများကြီးခံရမှုတယ် CI ကတက်ရောင်ကဝင်ပြီးဆရာလို့လို့ခံရတာများတယ်နစ်နာခဲ့ရတာတွေတိတ်များတယ်ဒါပေမဲ့လူသိရှင်ကြဖြစ်အောင်မလုပ်ဘူးမော်စီတုံချူတေးချွန်လိုင်းတို့ကိုအေးအေးယူတာခံရတာတွေရှိတယ်ဆိုရှယ်လစ်ဒေါ်လာရင်းလောက်ကြပြီဆိုပြီးမြို့ကြီးတွေမှာ ပုံကံမှုတွေလုတ်ခိုင်းလို့အကြအဆုံးလဲများခဲ့ပြီး ဒါပေမဲ့ကြိတ်မိတ်ခံတယ်။ပညာတတ်တွေကပါတီကိုခေါင်းဆောင်နေလို့ခဏခဏပါတီတွင်ဂိုင်းကနတိုက်ပွဲဖြစ်တာပဲ။ဒါကြောင့်လုံသမားဗီဇာရှိသူတွေကိုခေါင်းဆောင်တင်ကြရမယ်ညွှန်ကြားလို့လုတ်ခက်ရတာလည်းရှိတယ်။အလုံသမားဗီဇာရှိတိုင်းခေါင်းဆောင်တက်လို့လို့မှမဖြစ်တာပဲ။မတ်စ်ပေါ်တာသဘောတရားပိုင်နိုင်ဖို့တရုတ်ပြည်ရဲ့ထူးခြားတဲ့လက္ခဏာကိုနှံ့ဆက်ဖို့ခေါင်းဆောင်မှုအတွေ့အကြုံရှိဖို့တော်လန်ရေးရဲ့အစမ်းသက်ခံထားရဖို့ ဒေါ်လာရေးစိတ်ဓာတ်ရင့်ကျက်ဖို့စတာတွေကိုထည့်တွက်ရမှာပါဗီဇာကောင်းသူကိုခေါင်းဆောင်တင်တော့သူကအဖမ်းခံရုံနဲ့အကုန်ဖော်ပြောလို့ဘ ਹੁ တစ်ခုလုံးအဖမ်းခံရတယ်အကုန်လုံးအသက်ခံရတယ်ရှန်ဟဲမှာမြေအောက်ဆက်နေလို့မရလို့လက်နက်ကင်ဒေတာပြေးရတယ်အဲ့ဒီခါကျမှ CI ကသူတို့မှားပါတယ်ပြောတာလဲ CPC ခံခဲ့ရတာပဲမှန်ရင်ငါကွလို့လက်မမထောင်နဲ့မှားရင်လည်း သူ့ကြောင့်လို့လက်ညှိုးမထိုးနဲ့ CI မရှိပေမဲ့ကွန်မန်နက်ပါတီတွေဟာအခါအားလျောက်စွာ တွေ့ဆုံဆွေးနွေးကြတယ်။နှစ်ပါတီချင်းလည်းဆွေးနွေးကြတယ်။အခုလည်းအဲ့ဒီလိုလုပ်နေတာပဲ။ ID ခစ်ဖြစ်လို့အဲ့ဒီလိုတွေ့ဆုံဆွေးနွေးတာအမြင်နှိမ့်နိုင်တာတွေကပိုတော်များသေးတယ်။တွေ့ကြရင်အမြင်ဖလှယ်မယ်။အပြန်အလှန်အကြံပေးစရာရှိပေးမယ်။သူစိတ်ဝင်စားရာကိုယ်စိတ်ဝင်စားရာတွေကိုပြောကြမယ်။ ကွန်မြူနီချင်းတွေ့တာဟာမိတ်ဆုံထင်းမင်းစားပွဲလက်ဖက်ရည်ပွဲမှာမဟုတ်ပဲနိုင်ငံရေးစကားပြောကြတာပဲသူများပေးတဲ့အကြံကို ကိုကယူသုံးရင်ဒါကကိုယ်ဆန္ဒအရသုံးတာပဲမှန်ရင်ဆန်းမှားရင်ခံဖို့ပဲသူများလွှဲချလို့မဖြစ်ဘူးလွှဲချရင်မယိုးသားတာမကရုံမာတာပဲအကြံပေးသူနဲ့လည်းတသက်လုံးမိတ်ပြတ်မှာပဲကြုံလုံးပြောချင်တာ Community International CI ဖြတ်သိမ်းတာနှစ်ပေါင်း60နီးပါးရှိပြီ။ စီအိုင်မရှိပဲကွန်မန်ပါတီချင်းဆက်ဆံရေးတွေလုပ်ခဲ့ကြတာပဲကြားပြီးအတွေ့အကြုံရင့်ကျက်ပါပြီပါတီတွေအများကြီးစုံစည်းဆွေးနွေးကြတာတွေလည်းများလာပြီအခုခေတ်မှာပိုများလာသလိုပဲဖိတ်တိုင်းလည်းမသွားနိုင်ဘူးတချို့လည်းတဝန်လာနဲ့ပဲဆက်ဆံရတာပဲကိုက AS လုပ်ခဲ့တဲ့ပါတီပဲအခု UG ပါတီကလည်း AS ကိုရွေးလန်းအဖြစ်ထားနေတဲ့ပါတီဖြစ်လို့နေရာတကာမှာဝင်းပါနေလို့မကောင်းဘူးဆင်ကျင်တယ် အခုခေတ်ကွန်မြူနတီပါတီတွေလည်းအမျိုးမျိုးအဖုံဖုံပဲအာနာယပါတီအာနာတပိုင်းတစရတဲ့ပါတီမြေပေါ်ပါတီမြေအောက်ပါတီလက်နက်ကင်တိုက်ပွဲ AS လုပ်နေတဲ့ပါတီအတိုက်ခံပါတီစုံးနေတာပဲအကျိုးစီးပွားချင်းကလည်းမတူကြဘူးတိုင်းပြည်တစ်ခုထဲမှာတောင်ဘာကပနဲ့ဆက်ဆံတဲ့ပါတီကတချို့နေရာမှာနှစ်ပါတီမကရှိတယ်သူတို့ချင်းကရန်ဖြစ်နေကြတာလမ်းညွန်သဘောတရားကလည်းသူ့ပါတီကိုပါတီတညီတယ်မရှိကြဘူး ဒီလိုအချိန်ဒီမှာ CI လိုနိုင်ငံတကာဖွဲ့ချုပ်မလို့အပ်ဘူးလို့တက်ပြတ်သားသားယုံကြည်ယူဆတယ်။တိုင်းပြည်တိုင်းနဲ့ကြည်သူတိုင်းမှာ ကိုယ်စီအကျိုးစီးပွားရှိကြတယ်။အကျိုးစီးပွားခြင်းတစ်ထက်ထဲမကျနိုင်ဘူးလို့တက်ပြတ်သားသားယုံကြည်ယူဆတယ်။တခြားပါတီကတောင်းဆိုလာရင်တော့ဗမာပြည်ရဲ့အကျိုးစီးပွားနဲ့ဗမာပြည်ပြည်သူရဲ့အကျိုးစီးပွားကဘာတွေလဲဆိုတာကိုမိတ်ဆက်ပြမယ်။ဘကပဘာလုပ်နေလဲဆိုတာကိုပြောပြမယ်။ နှစ်ပါတီဆက်ဆံရေးမှာသဘောတူထားတာရှိခဲ့ရင်အဲ့ဒါကိုတက်စာစောင့်တည်မယ်။နှစ်ပါတီချင်းအကြံပေးတာဝေဖန်တာကိုဘယ်တော့မှလူသိရှင်ကြားအော်ကြီးဟစ်ကျဲမလုပ်ဘူး။ဒါတွေကိုဘာကပကဆုံးဖြတ်ထားပြီပဲ။